ကာဒီယံမှာစကလုံးတွေထက် အမူအရာတွေကပိုပြီးအထိပ္ပယ်ရှိနေတတ်ပါတယ်။ဒီနေ့မှာတော့တွန်းသမိုင်းလိုနာမည်ကြီးတဲ့အမှုပညာရှင်တအုပ်အကြောင်းကိုပြောပြပေးသွားမှာပါ။မျက်နှာဖြူဖြူပွေးပွေးအစင်းကြားအင်ကြီးနဲ့အနက်ရောင်ပေါင်းမိဝတ်ထားတဲ့ဒီလူကြီးကစကားတစ်လုံးမှမပြောဘဲလူတွေကိုရီမောပျော်ရွှင်စေနိုင်တဲ့မော်ဆရာတအုပ်လိုပါပဲ။ဆီယော့အော်လန်ဒိုကိုတွားဦးတဲ့သူတိုင်းသူ့ရဲ့စာနာမှုတွေကိုခံဘူးကြမှာပါ။ တွန်းဟာဘသူလဲဘာကြောင့်သူဟာအမေရိကန်ရဲ့အထင်ကရဖျော်ဖြေပုံကိုဖြစ်လာရလဲဆိုတာကိုဒီဗီဒီယိုလေးမှာဖော်ထုတ်လိုက်ကြရအောင်တွန်းသမိုင်းရဲ့နာမည်ရင်းကတောမန်ဆမ်ပဲဖြစ်ပါတယ်သူရဲ့အမှုပညာနဲ့ပတ်သက်တဲ့သက်တမ်းကတော့အရန်ရှေ့လျားပါတယ်သူဟာအမေရိကန်နိုင်ငံဖလော်ရီဒါပြည်နယ်ဇာတိဖြစ်ပြီးသူ့ရဲ့ဖျော်ဖြေခီးကိုစီးဝက်မှာနှစ်ပေါင်း30ကျော်ကြာအောင် ပုံမှန်ဖျော်ဖြေရင်းစတင်ခဲ့တာပါ သူဟာဖြောပြေးပန်းညံတစ်ခုရဲ့တက်ဝင်လှုပ်ရှားမှုမှာ အရေးပါတဲ့အစိပ်ပိုင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။တွန်းရဲ့အမှုပညာဟာရိုးရှင်းတာထက်ကိုပိုပါတယ်။သူဟာကိုခန္ဓာလှုပ်ရှားမှုတွေအထူးသဖြင့်မျက်နှာအမူအရာတွေကိုအသုံးပြုပြီးတော့ပဝန်းကျင်ကလူတွေနဲ့ဓာတ်ရိုက်ထိတွေ့ကဖြောရှင်အောင်ဖန်တီးပေးတာပါ။စကားတလုံးမှ မပြောဘဲလူမှုပတ်ဝန်းကျင်နဲ့အပြန်အလှန်ဆက်သွယ်တဲ့ပညာရပ်ကိုအကောင်းဆုံးလက်တွေ့ပြသနေသူတူပဲဖြစ်ပါတယ်။ သူ့ရဲ့ထူးခြားတဲ့ဖြောပြမှုပုံစံကတော့ပရိသတ်ကိုရည်ရွယ်ချက်ရှိရှိလိုက်စခြင်းပဲဖြစ်ပါတယ်။သူဟာအမြဲတမ်းပရိသတ်ကိုစကားမပြောဘဲသူ့ရဲ့ဇလန်းထဲမှာပါဝင်လာအောင်ဆွဲခေါ်ပါတယ်။တခါတည်းဟန်လူတွေကိုကူညီချင်အောင်ဆောင်မယ်။ကလေးတွေရဲ့ရည်တံဘူးကိုကူတောက်ချင်အောင်ဆောင်မယ်။ဒါမှမဟုတ်လူကြီးတွေကိုစိတ်ရှုပ်အောင်လုပ်မယ်။ဒီလိုလှုပ်ဆောင်ရခြင်းရဲ့ရည်ရွယ်ချက်ကလူတွေကိုသူတို့ရဲ့ပုံမှန်ဘဝကနေခဏတာလွတ်မြောက်စေဖို့ပါပဲ။ အားလည်းရမှာအပန်းပြေဖို့ရောက်လာတဲ့ဧည့်သည်တွေအတွက်တွင်ရဲ့စာနာမှုဟာမျောလင့်မထားတဲ့ရီမောပျော်ရွှင်မှုတွေကိုယူဆောင်လာပေးပါတယ်။သူ့ရဲ့လှင်မြန်တဲ့တုံ့ပြန်နိုင်စွမ်းကြောင့်ဖျော်ဖြေမှုတိုင်းဟာထပ်တူမကြပဲအမြဲအစ်စ်ဆန်းနဲ့ဆွဲဆောင်မှုရှိနေပါတယ်။သူဟာလူတွေရဲ့စိတ်ဖိစီးမှုတွေကိုစကားပြောစရာမလိုပဲဟာသားတွေနဲ့ဖြေလျှော့ပေးနေတဲ့ပညာရှင်တဦးလည်းဖြစ်ပါတယ်။သူ့ရဲ့ဖျော်ဖြေမှုကရိုးရိုးဖျော်ဖြေခြင်းတသက်မဟုတ်ပဲလူတွေရဲ့နှလုံးသားကိုကင်လှုပ်နိုင်စွမ်းအားရှိပါတယ်။ သူ့ရဲ့ဗီဒီယိုတွေကိုကြည့်ရှုသူတွေကညီမောချင်းရအကောင်းဆုံးစေဝါဖြစ်ကြောင်းမှတ်ချက်ပေးလေရှိပါတယ်။အချို့လူတွေအတွက် သူ့ရဲ့ဖြောပြမှုကတနေ့တာရဲ့စိတ်ဓာတ်ကြခြင်းစိတ်ပူပန်မှုတွေကနေခဏတာကင်ဝေးစေခဲ့ပါတယ်။နှစ်ပေါင်းများစွာကြာလာတဲ့အခါတွန်းဟာရုပ်ရှင်ဇက်ကောင်တူလို့ဖြစ်လာခဲ့ပြီးစီးဝက်ရဲ့တမိုင်းမှာ အမတ်တရအရှိဆုံးဖြောပြေးပုံကိုတူဖြစ်ရပ်တည်နေပါတယ် သူကလူတွေရဲ့နေစဉ်ဘဝမှာပျောက်ဆုံးနေတတ်တဲ့ရိုးသားတဲ့ပျော်ရွှင်မှုကိုဖော်ထုတ်ပေးနေတာပဲဖြစ်ပါလိမ့်။စကားမပြောဘဲနဲ့တောင်လူပေါင်းတန်းတဲ့ချီကိုပျော်ရွှင်စေနိုင်တဲ့သူ့ရဲ့အမှုပညာက တကယ်ကိုအံ့ဩစရာပါ။ဒီလူဖြောပြေးပညာရှင်တွေကခင်မီနေပညာတွေကြားထဲမှာတော့မပြောင်းလဲတဲ့လူစိတ်ခံစားမှုနဲ့တန်ဖိုးကိုထင်ဟပြသနေပါလိမ့်။ တင်ဟာစီဝက်အိုလန်ဒိုကိုသွားရောက်လည်ပတ်ဖြစ်ခဲ့ရင်တွင်ကို ရှာဖွေပြီးသူ့ရဲ့စာနာမှုတွေကို အနီးကပ်ခန်းစားကြည့်ဖို့တိုက်တွန်းခြင်းပါလေဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အမှုပညာရှင်တွေကြောင့်ဆက်လက်ကြည့်ရှုဖို့ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ဖို့မမေ့ပါနဲ့နော်